ဆရာဆရာမကျောင်းသားကျောင်းသားလုံးဝကြားပါဘူးလို့ဆက်ပြတယ်အာကျွန်တော်တို့ကဒီခိုင်ပြောရတဲ့စိတ်ဓာတ်အကြောင်းပေါ့နံပါတ်1အချက်ကြီးကျွန်တော်တို့ဒီအကြောင်းတွေအကြောင်းမှာ ကျောင်းဝင်းရောက်မှာစိတ်သက်စီတဲ့ပြင်ညာဆိုရဲအဓိကအချက်သုံးချက်ရှိတယ်။ဘာလို့အဲ့ဒီအချက်ကမှကျွန်တော်တို့စိတ်သက်တွေကိုအဓိကထားရလဲ။စိတ်သက်တွေလုံးဝအလုံးရင်းကြီးပါတယ်။ဘာလို့လဲဆိုတော့စိတ်ပြည်တာအရာရာစိတ်ပြည်တာအားလုံးဟိုဒီစိတ်ကိုကျွန်တော်တို့လုံးဝဖန်ဆားထားလို့လုံးဝထိတွေ့ပါလို့ညောင်းဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့ဒီထဲမှာထိုင်ရကြရတဲ့အားလုံးရှိတယ်။ဒါပေမဲ့ဒီထဲမှာလူကြီးထိုင်နေမဲ့စိတ်ကရောက်ရှိနေပြန်ရောက်နေလိမ့်မယ်။အဲ့တော့ဒီကြာရအောင်ကျွန်တော်တို့ဒီအားလုံးကိုစိတ်ကြပဲဥစားသွားတဲ့အတွက်ကြောင့်ဒီမတ်ချစ်ချက်တွေနဲ့စိတ်ကောင်းထားရမယ် အစိတ်ကောင်းလာပြီဆိုလို့ရှိရင်ကိုကျင့်တရားကြီးကောင်းလာကိုကျင့်တရားကြီးကောင်းလာအကျင့်တိလာဇာယိကကြီးကောင်းလာမယ်ဒီအကျင့်တိလာဇာယိကကြီးကောင်းလာမယ်ဆိုကိုကျင့်စာတရားကြီးကောင်းလာမယ်သူ့မြာမှာငါးစာဆိုရင်ကိုင်းတာတယ်ကိုကျင့်စာတရားကြီးထားလာနိုင်မှာဒီမှာတော့အရင်ကကအရင်ကပြပြပြီးတော့လည်းဒါရောင်းရအောင်ကြည့်လိုက်ဒီမှာပြောပြတော့မှာဖြစ်ပါရင်အဲခါဆိုရင်ဒီအရင်တစ်ပတ်တော့ဗာမျိုးလေးခုနဲ့စတင်ခဲ့ပါရှင့်အဲအဲမေမိုရီကတော့ဒီ ကျောင်းသားရဲ့ခြေစုံမှရှိတဲ့စာတိုင်းခုရှိရဲ့အားပါလေပေါ့နော်အဲ့ဒါကြတော့ဒီစက်တက်စီကဲပညာရေးဖြစ်ပါရှင့်ဒါဆိုရင်မတို့ဒီပညာကိုရှိဆုံးကအမ်ပညာကိုရှိရမလို့ထားပဲစက်တက်ကိုထားရတယ်ဘာလို့လဲဆိုတော့ဒီစက်တက်ကောင်းမှလာတယ်ဒီကျန်တဲ့ခုဖြစ်တဲ့ဒီပညာရေးတက်ကောင်းမှလာတဲ့စီကဲတင်တဲ့ကောင်းမှလာမှာသတ်တာဖြစ်ပါရှင့်နောက်ပြီးတော့ဒီစက်ကပဲအရာရာဥဆောင်ပါပါရှင့်အဲ့ဒါကြောင့်လည်းဒီစက်တက်ကောင်းမှကုသတရားကောင်းတယ်နောက်ပြီးကုသတရားကောင်းမှဒီတာကောင်းတယ်နောက်ပြီး ဲဒီကကောင်းမှဒီကိုကိုကျလာတရားလေးရှိလာပါတော့ရှိလာမှာပါအဲ့တော့လေဒီကိုကျလာတရားဆိုတာပါလေဆိုတော့ဒီသူညမှာဆိုတာလေဆိုရင်ဒီခံစားချက်ကိုတော့လည်းခိုက်တောင်းတော့ဝင်သွားရှင်းအဲ့တော့စိတ်ကကောင်းတဲ့သူတွေနဲ့ကောင်းတာအဖြစ်မှဖြစ်နေနိုင်တဲ့ဆိုတဲ့အကြောင်းပြောတယ်။အနည်းငယ်တော့အခုတစ်ခါတော့စိတ်ချက်ကောင်းတာကိုငါတို့တွေကဘယ်လိုတွေသတ်မှတ်မလဲ။ဟုတ်ပြီ။စိတ်ချက်ကောင်းတာဘယ်လိုငါတို့ လို့စိတ်သက်ကောင်းတယ်ဆိုတာအခန်းကြီးတစ်ဘက်ကပြောပြသွားခဲ့တယ်။ငါမကြိတ်တာအာပြောပါလားပြီးရင်လူပြောပါအနိခံပြောသွားတယ်ဟုတ်တယ်ငါမကြိုက်ရင်ဘာမကြိုက်ဘူးကိုကျင်းစာစိတ်ကလေးထားပါ